တချိန်တော့ကဘာစားနေကဈေးကွာမှာရွှေလို့တော့တင်စားရတဲ့အရာတခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ဘာမာရိုက်မြမဆန်ပါပဲ။ဒီနမယ16ရာစုနှောင်းပိုင်းနဲ့20ရာစုအစောပိုင်းမှာကဘာကုံတွေဈေးကွက်ကိုလွှမ်းမိုးထားခဲ့ရပါ။တချိန်ကဗြိတိရှ်အင်ပါယာကြီးတခုလုံးရဲ့စားနေကလိုအပ်ချက်ကိုဖြည့်တင်းပေးခဲ့တဲ့လန်ဒန်ကတထေးတွေကစလို့အိန္ဒိယကအလုံသမားတွေအထိမိခိုခဲ့ရတဲ့ ီမြမစံရအဲ့ဒီခင်မှာတော့တကဘာလုံးနီးပါးကလိုချင်နေကြတဲ့အဖိုးတဲ့ယန္နာတပါဖြစ်ခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မြမစံဟာဘလိုနီးနဲ့ကဘာတီတဲ့အမှန်တစစ်ကူဖြစ်လာခဲ့တယ်ဘာကြောင့်ဂရိရှားတွေကမြမစံကိုအယူမှုလိုချင်ခဲ့ကြတယ်လဲဆိုတော့မင်းညောနေကြတဲ့မြမစံရဲ့ရွှေခေတ်အကြောင်းကိုအတူတူလေ့လာကြည့်လိုက်အောင်ဗျ19ရာစုနောက်ပိုင်းအောက်မြမပြည်ကိုဗြိတိရှားတို့သိမ်းပိုက်ပြီးစအချိန် အဲ့ဒီချိန်မှာကဘာကြီးကဆက်မှုဒေါ်လာကြီးကြောင့်အကြီးကျယ်ပြောင်းလဲနေခဲ့ပါတယ်။ဥရောပနဲ့အမေရိကမှာစက်ရုံတွေမျိုးပြတွေများပြလာတာနဲ့အမျှအလုတ်သမားတန်ပေါင်းများစွာကိုကျွမ်းဖို့စားနေခရီးလေရေးကြီးလိုအပ်လာခဲ့ပါတယ်။ဒါကြောင့်ဗြိတိရှားတို့ကဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့သူတို့ရဲ့ကိုလိုနီနယ်မြေမှာဖြည့်ရှာခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မယ့်နေရာတစ်ခုကိုတွေ့ခဲ့ပါတယ်။ ဲ့ဒါကတော့ AR မြို့ဝကျွန်းပေါ်ဒေတာရဲ့ရေစီမြင့်နစ်ပြေးဝလာတဲ့မြေပြန်ကြီးတွေပါပဲ။ဒါပေမဲ့အဲ့ဒီနေရာမှာအန်အိုးမှုကောင်းတဲ့အချက်တစ်ခုလည်းရှိနေပါတယ်။အဲ့ဒီအချင်းက AR မြို့ဝကျွန်းပေါ်ဒေတာဆိုတာယနေ့ကတော့စိမ့်စုံနေတဲ့လေကွင်းတွေကြီးပဲမဟုတ်သေးပါဘူး။အများစုကလူမနေလေမထွန်ရသေးတဲ့မြေိုင်းတွေရှွညွန်တောကြီးတွေပြီးတော့ကြားတွေမိချောင်းတွေငှက်ဖျားယောဂါတွေနဲ့ပြည့်နေနေခဲ့ပါတယ်။ ထကူဗြိတိရှာတွေကရှာဖွေတွေ့ရှိသွားပြီးသူတို့ကဒီအတုံးဝင်တဲ့ရွှွညွန်တော်ကြီးကိုကပတ်စပကြီးကြီးဖြစ်လာအောင် ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့ဒီတော်ကြီးကိုရှင်းလင်းဖို့နဲ့ဒီမြေရိုင်းတွေကိုထွန်းရဖို့သူတို့မှလူအင်အားများကြီးလိုအပ်လာပါတယ်။ဒါကြောင့်သူတို့ကမြေယာဦးတွေအစ်စ်တွေထုတ်ပြန်ပြီးစပားစိုက်ပျိုးခြင်းသူတိုင်းကိုအတုံးလုံးတက်တာဆောင်နဲ့ပတ်စံတွေထုတ်ချေးခဲ့ကြပါတယ်။ဒီစတဲ့ဟာအထက်မြေမှာပြည်ကလူတွေစီကိုခက်မြင်မြင်ပြန့်နှံ့သွားခဲ့ပြီး လူတွေကသူတို့ရဲ့ဇာတိမြေတွေကိုစွန့်လွှတ်ကဒီမြို့ဝကျုံးမဒေတာကမြေရိုင်းတွေကိုရှင်းလင်းဖို့အလုံးရင်းနဲ့ပြောင်းရွှေ့လာခဲ့ကြပါတယ်။ဒီလိုနဲ့မြစ်အနှဲငယ်အတွင်းမှာပဲဧကပေါင်းသိန်းနဲ့ချီတဲ့တောရိုင်းမြေတွေဟာကမ္ဘာအကြီးဆုံးအစီအစဉ်အကျဆုံးစဘာကင်းကြီးတွေအဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။ဒီလိုနဲ့နေချင်းညချင်းအတွင်းမှာပဲမြန်မာပြည်ရတဲ့ကမ္ဘာစံတင်မှုဈေးကွက်ရဲ့80%ခန့်ကိုတနိုင်ငံတွေကထိန်းချုပ်ထားနိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်။ ဒါကိုဥမာပြီးပြောရမယ်ဆိုရင်ဒီနေ့ကမှ sorry arabia ကပားရင်နဲ့ဈေးကွက်ကိုလွှမ်းမိုးထားတယ်လို့မျိုးအဲ့ဒီကမှမြန်မာပြည်ကကပားစံဈေးကွက်ကိုလည်းလွှမ်းမိုးထားနိုင်ခဲ့တာပါဒါကြောင့်ရန်ကုန်မြို့ဟာလည်းကပားစံဈေးနှုန်းကို ဆုံးဖြတ်ပေးတဲ့ဗဟိုချက်တစ်ခုဖြစ်လာခဲ့ပါတယ်မြန်မာစံရဲ့ထူးခြားချက်များဒါပေမဲ့ဘာကြောင့်လဲကမ္ဘာပေါ်မှာစံဆိုင်တဲ့နိုင်ငံတွေအများကြီးရှိနေရတာ ਨੇ ဘာကြောင့်ဥရောပကကုန်တွေ အိန္ဒိယကလူတွေကမြမစံကိုမှအယူမှုမမောခဲ့ကြတယ်။ဒါကတော့အချက်၃ချက်နဲ့တင်ပြသွားပါမယ်ဗျ။ပထမအချက်က quality အရေးသွေးပါ။အေယော်ရီမြေကနှစ်စဉ်တည်ဆောင်လာတဲ့မြေစီမြေနစ်တွေကဒီမြေတွေကိုတပါဝအတိုင်းမြောသာကျွေးပြီးသားဖြစ်နေစေပါတယ်။ဒီမြေပေါ်မှာ site တဲ့စံကအချားနေရာစံတွေထက်ပိုပြီးပြည့်တယ်။ပိုပြီးအာဟာရရှိတယ်လို့ဆိုကြပါတယ်။ဒုတိယအချက်ကတော့စံမျိုးစားပါ။ ဲ့ဒီခေတ်ကဗြိတိရှားကုန်တယ်ကြီးတွေကမြမဆန်ဆိုပြီးတမျိုးတည်းကိုဝယ်ခဲ့တာမဟုတ်ပါဘူးသူတို့မှာအဓိကလိုအပ်ချက်နှစ်ခုရှိခဲ့ပြီးမြမပြည်ကသူတို့လိုချင်တဲ့ဈေးကွက်နှစ်ခုလုံးရဲ့လိုအပ်ချက်တွေကိုအတိအကျဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်ပထမဈေးကွက်ကတော့ဗြိတိရှားအင်ပါယာကြီးတစ်ခုလုံးကိုလဲပတ်နေစေတဲ့အလုတ်သမားတန်ပေါင်းများစွာကိုကျွေးမွေးဖို့ပါဥပမာအနေနဲ့အိန္ဒိယချင်းမြင်ဆက်ယုံကအလုသမားတွေတီဟိုတီရီလင်ကာကလက်ပတ်ချောက်ခိုးတဲ့အလုသမားတွေ မလေးရှားရာဘာဂျန်ကအလုသမားတွေအတွက်ပါဒီဈေးကွက်အတွက်မြန်မာပြည်ကငစိန်မျိုးစားစံကိုအဓိကတင်ဖို့ပါတယ်ဘာကြောင့်လဲဆိုတော့ငစိန်စံကလုံးတောင်းနေမာတယ်ဒါကြောင့်သူ့မှာအာသာချက်တွေရှိသွားပါတယ်တကူကပင်နခီးအကြိုက်သွားတဲ့အခါပိုးထိုးမလွယ်ပဲအထားခံပါတယ်နောက်တကူကတော့ချက်လိုက်ရင်ထမင်းကပွားမသွားပဲအလုံးလိုက်လေးကြီးကျန်နေတဲ့အတွက် အလုတ်ကျန်းလုံးမဲ့လူတွေအတွက်စာခံပြီးအာဟာရပြည့်ဝစေးပါတယ်။ဒါကြောင့်တင်စားရမယ်ဆိုရင်ဒီဆန်တွေကအင်ပါယာကြီးတစ်ခုလုံးကိုလေပတ်စေခဲ့တဲ့လောင်းစာတွေလိုပါပဲ။ဒုတိယဈေးကွက်ကတော့ပရီမီယံဈေးကွက်ပါ။ဒါပေမဲ့ဒီနေရာမှာလူအများစုထင်မှတ်မှားနေတဲ့အချက်တစ်ခုရှိပါတယ်။ပရီမီယံဆိုတာကဥရောပကတထဲတွေချက်စားဖို့ဝယ်တာမဟုတ်ပါဘူး။ဒီ industry market စမှုလုပ်ငန်းဈေးကွက်ကိုခေါ်တာပါ။ ကျွန်တော်တို့စောစောကပြောခဲ့တဲ့ငစိန်နဲ့အမထလိုမျိုးဆမ်မာတွေကသူတို့ရဲ့ခင်မီရေနွေးငယ်တုံးစံစကြီးတွေနဲ့ကြိတ်တဲ့အခါမှာအကျိုးအကျေအလွန်နည်းလို့ပါပဲသူတို့ရဲ့စီးပွားရေးပုံစံကတော့ဒီလိုပါမြန်မာပြည်ကစံကျန်းကိုဈေးဘောနဲ့အများကြီးဝယ်တယ်ပြီးတော့ဥရောပကစံစကြီးတွေမှာဖြူပွေးတော့အောင်အထက်တက်တက်စင်လိုက်ပါတယ်ပြီးသွားတဲ့အခါမှာတော့ premium german rice တို့ finest british right to ဆိုပြီးသူရဲ့ကိုပါအမှတ်တရစိတ်အသစ်တက်ပြီးဥရောပတခွင်လုံးကိုဈေးကြီးကြီးနဲ့ပြန်လဲရောင်းချခဲ့တာပါဒါကြောင့်ဥရောပနိုင်ငံတွေအထူးသဖြင့်ဂျာမနီနိုင်ငံနဲ့ဗြိတိန်က air mass ဆန်ဆက်ပန်းရှင်ကြီးတွေကမြန်မာစံကိုအယူမှုလိုချင်ခဲ့ကြတာပါဒီလိုဈေးကွက်နှစ်ခုလုံးရဲ့လိုအပ်ချက်ကိုအတိအကျဖြည့်ဆည်းပေးနိုင်ခဲ့တာကမြန်မာစံရဲ့အကြီးမားဆုံးအောင်မြင်မှုလိုအပ်ချက်တွေထဲကတစ်ခုပါပဲနောက်ဆုံးတစ်ချက်ကတော့ဈေးနှုန်းပါ မြဝကျုံးမော်ဒေတာကမြေတွေကအရင်ကျေပြန်ပြီးစိုက်ပျိုးစင်းရည်လည်းတက်တာပါလေ။ဒါကြောင့်မြမဆန်ဟာရေသွေးလိုမြင့်နေပေမဲ့ကပတ်ဈေးကွက်မှာဈေးနှုန်းလုံချိုတာနေခဲ့ရပါ။ဈေးကွက်မှာရေသွေးရောဈေးနှုန်းမှာရှင်ပြိုင်နိုင်ခဲ့တာကြောင့်ဘယ်နိုင်ငံကမှမြမဆန်ကိုမရှင်ပြိုင်နိုင်ကြောပါဘူး။ဗြိတိရှားကိုလိုနီစနစ်ရဲ့တက်ရောက်မှုအဲဒီကကမြမဆန်တွေကရေသွေးကောင်းပြီးဈေးနှုန်းအပြင်းလဲချိုတာခဲ့ပါလေ။ ဒါပေမဲ့ဒီလိုယတနာကိုကမ္ဘာဈေးကွက်စီအရောက်ပို့ပေးခဲ့တဲ့စနစ်ကြီးကတော့ဗြိတိရှ်ကိုလိုနီစနစ်ပါပဲဗြိတိရှ်တွေကမြန်မာပြည်ကိုစတင်သင်ပိုင်လိုက်တာနဲ့သူတို့ချင်းချင်းလုပ်ခဲ့တာကစံစဘာစိုက်ပျိုးရေးကိုစမှုလုပ်ငန်းတစ်ခုလိုမျိုးချက်ချွင်ခဲ့တာပါသူတို့ရဲ့အဓိကရည်ရွယ်ချက်ကသူတို့ရဲ့ empire ကြီးတစ်ခုလုံးကိုကျိုးမှုဖို့အထူးသဖြင့်အိန္ဒိယနဲ့ဥရောပကသူတို့ရဲ့ colony နိုင်ငံတွေကိုစံတင်ပို့ဖို့ပါပဲ1860ပြည့်နှစ်တွေကစပြီး မြေဝကျွန်းပေါ်ဒေတာမှာဆယ်မြောင်းအစ်စ်တွေအကြီးအကျယ်တူးဖော်ခဲ့ပါတယ်။လေယာဉ်မြေတွေကိုအေကသံမောင်းမြောက်ကဒိုးချက်ခဲ့တာကြောင့်စံတင်ပို့မှုကလည်းနှစ်နှင်းငယ်အတွင်းမှာပဲအစာပေါင်းမြောက်ကဒိုးတက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာရန်ကုန်စိတ်ကန်းဟာလည်းကဘာပေါ်မှာအလုတ်အများဆုံးအရေးပါဆုံးစံတင်ပို့ရာ စိတ်ကန်းကြီးတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့မြမဆန်ကဥရောပတစ်ခွင်မှာပါတဖြည်းဖြည်းကြော်ကြားလာခဲ့ပါတယ်။လန်နေကုန်စီဈေးကွက်မှာဘာမာရိုက်ဆိုတဲ့နာမည်နဲ့ ပရီမီယံတန်းဝင်ဖြစ်စေအကောင်းဆုံးနဲ့ရောင်းချခဲ့ရပါတယ်။ဥရောပတွေမကပါဘူး။အိန္ဒိယ၊တိရီတန်ကမလေးရှား၊စင်ကာပူ၊အင်ဒိုနီးရှား၊နောက်ဆုံးအာဖရိကတိုက်အထိကမ္ဘာနေရအနှံ့ကိုမြန်မာစံတွေကရောက်ရှိခဲ့ပါတယ်။1930ခုနှစ်တည်းမှာတော့မြန်မာနိုင်ငံကတနစ်ကိုစံတန်ကြီး3တန်းကျော်တင်ပို့နိုင်ခဲ့ပြီးဒါအဲ့ဒီကကမ္ဘာစံတင်ပို့မှုစုစုပေါင်းရဲ့ ထက်ဝက်နေပါဖြစ်ခဲ့ပါတယ်။ မြန်မာစံရဲ့တမိုင်းဟာကျွန်တော်တို့နိုင်ငံအတွက်ဂုဏ်ရရာအမှတ်သားတစ်ခုဖြစ်ခဲ့သလိုဒီနေ့ကကျွန်တော်တို့အတွက်လည်းအဖို့တန်တဲ့သင်ခန်းစာတွေအများကြီးပေးခဲ့ပါပြီ။အရေးသွေးဈေးကွက်ဗျူဟာနဲ့မှန်ကန်တဲ့ယင်းဒီမြုံနယ်မှုတွေပေါင်းစပ်နိုင်ပြီးတစ်ချိန်ကလိုပဲမြန်မာစံကပ္ပဈေးကွက်ကို ပြန်လည်လွှမ်းမိုးလာနိုင်ပါစေလို့တောင်သူကြီးတွေကစွတောင်းလိုက်ပါတယ်ဗျ။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like လုပ်ပြီးသွားကြအောင်ဗျ။နောက်ထပ်ကပ္ပတဝန်းကစိတ်ဝင်စားကြတမိုင်းကြောင်းရာတွေအတွက် ျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမေးပါရပါအားလုံးကိုကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ andrew ပါ